မဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်စက်တင်ဘာလ25ရက်နေ့နေ့လယ်ကသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင် DNL ကတိမ့်ပိုက်ထားသောကြောင်မဲမျိုးနှင့်တိဘဲမျိုးတို့တွင်စစ်တပ်စေလွတ်ထားသောစစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့စာရဖာနှင့်သတင်းပေးစေဦးကျော်ကိုဖမ်းဆီးရရှိခဲ့ပြီးဖမ်းဆီးရရှိသူများမှာတတောင်းစာတထေးခီးသွွားပါဝင်ပုံစံမျိုးစုံအယောင်ဆောင်တရင်ရယူခဲ့ကြောင်း DNL ကသတင်းထုတ်ပြန်ပါရယ် ကြောင်မဲနဲ့ဒီဘုံမျိုးတို့တွင် TNL ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့ကပူးပေါင်းပြီးရှောက်တခင်စစ်စဲမှုများဆောင်ရွက်စဉ်စာရဖာနှင့်တရင်ပေးစေဦးကျော်ကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းလာရှုံမျိုးတွင်ရှိစစ်ကောင်စီက TNL အုပ်ချုပ်သောမျိုးနယ်များအတွင်ရှိ TNL ၏ဂိတ်နေရာများဂိတ်တွင်ရှိလူအင်အားလက်နက်အင်အားများဌာနဆိုင်ရာအင်အားများတပ်စခန်းနေရာများလူစုဝေးသည့်နေရာများတွင်တရင်ရယူပြီးလေကြောင်းပစ်ခတ်မှုများပြုလုပ်ကြောင်းရင်းနောက်တွင်ထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းရယူခဲ့ကြောင်းသိရပါသည် ထို့နောက်စစ်တပ်လွယ်ကူစွာဝင်ရောက်နိုင်မည်နည်းလမ်းနှင့်ထပ်ပေါ်လမ်းကြောင်းခြေနေများကိုလည်းအဓိကထောက်လှမ်းပြီးသတင်းပေးပို့ခဲ့ကြောင်းဆရာဖာများနှင့်သတင်းပေးများသည့်မြို့တွင်းသို့လမ်းလျှောက်ခဲ့တော်လကောင်ဆိုက်ကယ်ဖြင့်တော်လကောင် လိုင်းကားဖြင့်တော်လကောင်အိမ်ကားဖြင့်တော်လကောင်တထေးရောင်ဆောင်တော်လကောင်တတောင်းသားရောင်ဆောင်တော်လကောင်ခီးသွားရောင်ဆောင်တော်လကောင် ပုံစံမျိုးမျိုးဖြင့်ဝင်ရောက်ပြီးသတင်းများထောက်လှမ်းရယူခဲ့ကြောင်းသိရပါသည် ဆရာဖာနဲ့သတင်းပေးချင်းချင်းဆက်သွယ်မှုပြုလုပ်ရရင်လည်းလက်အမှုရာလက်ဖက်ရည်ဆိုင်လက်မေးကွန်းရဆိုင်နဲ့လူချင်းဒီနေရာများတွင်လူချင်းတွေ့ပြီးတဦးနဲ့တဦးသတင်းပေးပြီးစစ်ကောင်စီတပ်ထံသို့ online platform ဖြစ်သည့် Viber, Facebook, WeChat, Telegram များမှတဆင့်သတင်းပေးပို့ခဲ့ကြောင်းသိရပါဗျ။စစ်တပ်ကတအောင်းပြည်တွင်ရှိပြည်နယ်များတွင်စစ်ဘက်ရေးရာလုံခြုံရေးများစွာဆေးလွတ်ထားပြီးအဆိုပါဖမ်းဆီးရရှိသူများကိုလည်းလုံခြုံစိတ်ချသည့်နေရာတွင်ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းပြည်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါကတအောင်းပြည်ဥပဒေနှင့်အညီရေးယူသွားမည်ဖြစ်ကြောင်းသိရပါသည်။ ဆက်လက်ပြီးတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်လေးကီကောတိုက်ပွဲတွင်မြန်မာဘက်မှပစ်ခတ်နေသောလက်နက်ကြီးကြီးထိုင်းမြေပေါ်သို့ကြောက်ရောက်ပောက်ကွယ်ပြီးနောက်ထိုင်းစစ်တပ်ကနယ်စပ်လုံခြုံရေးတိုးမြင့်ထားကြောင်းထိုင်းသတင်းများကဖော်ပြထားပါသည်။စက်တင်ဘာလ24ရက်နေ့မြဝတီမြို့နယ်လေးကီကောတိုက်ပွဲတွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ်မြန်မာဘက်မှပစ်ခတ်လိုက်သောလက်နက်ကြီးကြီးသည်ထိုင်းနိုင်ငံမဲဆောက်မြို့နယ်တွင်သို့ကြောက်ရောက်ပောက်ကွယ်ခဲ့ကြောင်းအဆိုပါကြောက်ရောက်ပောက်ကွယ်မှုကြောင့်လူထိခိုက်ခြင်းမရှိတော့လဲထိုင်းနိုင်ငံကမြန်မာဘက်သို့တရရဲ့ဝင်ကက်ကွက်လာပေးပို့လိုက်ကြောင်းသိရပါသည်။ ်ထို့သောကန့်ကွက်လာပြီးပို့သည့်နောက်ထိုင်းနယ်စပ်ကထိုင်းမြန်မာနယ်စပ်တခြားလုံးတွင်ထိုင်းစစ်တပ်ကကင်းလည်ခြင်းနှင့်လုံခြုံရေးတိုးမြှင့်မှုများကိုလှုံ့ဆော်လာကြောင်းထိုင်းဘက်ခြမ်းတွင်24နာရီလုံခြုံရေးတိုးမြှင့်လိုက်ကြောင်းသိရပါသည်။စက်တင်ဘာလ20ရက်နေ့မှစတင်၍စစ်တပ်ကမြဝတီမြို့နယ်လေးကီကော်သို့စစ်ကြောများစတင်ထိုးလာပြီးဆွေတော်အမြကုန်းကိုရရှိရေးကြိုးပမ်းထိုးစစ်ဆင်လာကြောင်းယင်းနေ့မှစ၍ယနေ့စက်တင်ဘာလ25ရက်နေ့ထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြကြောင်းကရင်စီရေးတရင်မြင်ကအသိရှိရပါသည်။ ဆက်လက်ပြီးတော့စစ်တပ်မှဗိုလ်မှူးကြီးများကိုလွှတ်တော်အမတ်လောင်းများဖြင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတာဆာညာတို့မင်းအောင်လိုင်းကဆီလွတ်ပြီးရွေးကောက်ပွဲကော်မရှင်တို့တင်ပြသည့်စာတညာပါတီ၏အမတ်လောင်းစည်းရင်းများတွင်အဆိုပါတက်ရရှိများအားလုံးပါဝင်သွားပြီဖြစ်ကြောင်းနေပြည်တော်စစ်ပတ်တရင်ရင်မြစ်ကပြောဆိုပါရယ်စစ်တပ်ကကျန်းဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအစင်မှတက်ချက်ကြီးစည်းရေးအစင်ကြီး489ဦးစည်းလွတ်ခဲ့ပြီးစစ်တပ်ထိပ်တန်းရရှိများမှကျန်းဖို့ပါတီ၏အမတ်လောင်းများဖြင့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မိဖြစ်ကြောင်းသိရပါရယ် ထို့ပြင်မင်းအောင်လိုင်ကတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကိုလည်းဗိုလ်မှူးကြီးများကိုအမတ်လောင်းဖြင့်ဆေးလွှတ်လိုက်ပြီးအဆိုပါဗိုလ်မှူးကြီးများမှာတာဆညာပါတီ၏ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မည်ကိုစလဲတောင်းများအဖြစ်မှတ်ပုံတင်စည်းရင်းသွင်းလိုက်ကြပြီဖြစ်ပါတယ်။မနေ့ကတာဆညာပါတီနှစ်ပတ်လည်မှာဗိုလ်မှူးကြီးတွေတာဆညာပါတီရဲ့အမတ်လောင်းတွေဖြစ်တက်လာကြတယ်။တက်ကအမတ်လောင်းတွေဆေးလွှတ်တဲ့အထဲမှာစန့်ခိုင်ရေးပါတီကမကဘူးတာဆညာပါတီစီပါရောက်လာကြတယ်။ဗိုလ်မှူးကြီးအမတ်လောင်းအရေးအတွက်အတိအကျတော့မသိရသေးပေမယ့်တော်တော်များများပါသွားဖို့ရှိတယ်ဟုနေပြည်တော်စစ်ပတ်တရင်မြေကပြောဆိုပါရယ်။ ထို့ကြောင့်စစ်တပ်အရာရှိလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်စစ်တပ်ကိုစားပြုရွေးကောက်ပွဲပြိုင်ဆိုင်မည်နိုင်ငံရေးပါတီတွင်ကျန်းမာပါတီဖြင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပါပါဝင်လာပြီဟုဆိုနိုင်ကြောင်းနေပြည်တော်စစ်ဘက်တရင်မြေကဆက်လက်ပြောဆိုပါသည် တိုင်းရင်းသားစီလုံးညွတ်ညွတ်ရေးပါတီကစစ်တပ်၏တူရောင်ရွေးကောက်ပွဲတွင်ပြည်သူ့လွတ်တော်အမတ်နေရာ182နေရာအမျိုးသားလွတ်တော်112နေရာတိုင်းပြည်နယ်လွတ်တော်အမတ်နေရာ489နေရာတိုင်းရင်းသားလူမျိုးစုလွတ်တော်14နေရာစုစုပေါင်းလွတ်တော်အမတ်နေရာ694နေရာပါဝင်ရှင်ပြန်ပြီးဖြစ်ပြီးကျန်းဖို့ပါတီပြည်လင်းဒုတိယအမတ်နေရာအများဆုံးရွေးကောက်ပွဲဝင်ပြီးပါတီဖြစ်ပါတယ်ကျန်းဖို့ပါတီကမူလာမယ့်ရွေးကောက်ပွဲတွင်လွတ်တော်အမတ်နေရာ2018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ပါတယ်။ တိုင်းဒေသစီလုံးညီညွတ်ရေးပါတီမှရခင်အာနာရှင်ဟောင်းနေဝင်းဤမြန်မာဆိုရှယ်လစ်လန်စင်ပါတီကိုအမည်ပြောင်းလဲထားခြင်းဖြစ်ပြီးအာနာရှင်ဟောင်းနေဝင်းလက်ထက်မှာဗိုလ်ချုပ်ဟောင်းများနှင့်စစ်တပ်ဆက်နွယ်များကဦးစီးထားသောစစ်တပ်ကိုစားပြုနိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့လာအိုနိုင်ငံတွင်မြန်မာနိုင်ငံသားလူငယ်များပြားကြားဖြန့်လုပ်ငန်းများသို့လူကုန်ကူးစေခိုင်းခံရပြီးညှဉ်းပန်းနှိပ်စက်ခံရကြောင်းလာအိုရောက်မြန်မာလူငယ်တချို့ကပြောကြားထားပါဗျာ မြန်မာနိုင်ငံတဝက်မှာလူငယ်များကိုတာချီလေးမျိုးတို့ရောက်လာခိုင်းပြီးတာချီလေးများတဆင့်ဝေဇာများကလာရောက်ခေါ်ဆောင်ကြကြောင်းတရားမဝင်လမ်းကြောင်းများမှတဆင့်မဲခေါင်မြစ်ကိုလေးပြင်းပြတ်တမ်းပြီးလာအောင်နိုင်ငံတွင်းသို့ပို့ဆောင်ကြောင်းလာအောင်နိုင်ငံ VN ချင်းမျိုးတွင်ကြားပြတ်လုပ်ယုံများစွာရှိပြီးရင်းနေရာများသို့မြန်မာလူငယ်များရထောင်ချီလာဆင့်ပို့ဆောင်ခံနေရကြောင်းသိရပါသည် မြန်မာလူငယ်များကိုအလုတ်ခေါ်ယူရာတွင်ကာစီနိုလုပ်ငန်းများတွင်လစာကန်ကောင်းရမည်ဟုမလုံပေး၍ပွဲစားများကခေါ်ယူကြောင်းလူငယ်များကိုတရားမဝင်ပို့ဆောင်ယူရာတွင်တာချီလိမ့်မှာမြန်မာလဝကရဲစစ်တပ်များနှင့်မှပါဝင်ပတ်သက်ပြီးပို့ဆောင်နေခြင်းဖြစ်ကြောင်းကြားပြန်အွန်လိုင်းငွေလင်ကိုင်းများတွင်မြန်မာလူငယ်များညှိမ့်နှိမ့်ဆက်ခံရပြီးလုတ်ကင်လုတ်နေရကြောင်းသိရပါသည်တလကိုသူတို့သတ်မှတ်ထားတာကတော့လူတစ်ယောက်ကိုဒေါ်လာ2000ရှာခိုင်းနေဗျာဖောက်တယ်မရရင်တော့မိန်းကလေးဆိုရင်ထိုင်းထလုတ်ခိုင်းနေယောက်ျားလေးဆိုရင်အကျင့်တရား200တိုက်ထုတ်ခိုင်းနေ အပြစ်လောက်တာကြည့်ရင်ရိုက်တာနှစ်တားရှိတယ်။အပြင်လဲပေးမထွက်ဘူး။တိုက်ကိုပိတ်ပြီးတော့တရုတ်ကောင်းဆောင်တွေကလုတ်ခိုင်းပါတယ်။သူတို့အောက်မှာမြန်မာကောင်းဆောင်တွေကိုလည်းခန့်ထားပါတယ်ဟုလက်ရှိစားပြတ်လုပ်ငန်းတွေလူကွက်ကူးခန့်ထားရသောမြန်မာလူငယ်တအူးကပြောဆိုပါတယ်။ လာအိုနိုင်ငံ VN ချင်းရှိအွန်လိုင်းငွေလိမ်လည်သောကြားဖြတ်လုပ်ငန်းများတွင်မြန်မာလူငယ်9000ဝန်းကျင်လူကွန်ကူးခံထားရကြောင်းတက်မှတ်ငွေပမာဏလိမ်လည်နိုင်ရင်တစ်လလျင်လောက်ခအပြင်တရုတ်ငွေယွမ်4000ပေးပြီးငွေမရှာနိုင်သူများကိုတန်ပေးကြောင်းကြားဖြတ်လုပ်ငန်းများသည်အထက်မြင့်တိုက်တာစာအုပ်များစွာပိုင်ဆိုင်ကြပြီးတစ်လလျင်မြန်မာလူငယ်10ဦးမှ12ဦးခန့်သည်စုပေါင်းနေထိုင်ရကြောင်းသိရှိရပါသည် မြန်မာနိုင်ငံမှာလူငယ်များကိုအွန်လိုင်းငွေလိမ်လည်သောကြားဖြတ်လုပ်ငန်းများထဲသို့ခေါ်ယူရန်လာအိုနေမြန်မာနိုင်ငံမှာအာဏာပိုင်များနှင့်ပွဲစားများပူးပေါင်းဆောင်ရွက်နေကြကြောင်းလက်တလောတွင်လာအိုနိုင်ငံတွင်ကြားဖြတ်လုပ်ငန်းများကိုတင်းကျပ်နေသည့်အတွက်ဗန်ပြတ်ထားသည့်လုပ်ရုံများကိုပိတ်နေကာနေအိမ်တက်တံများအတွင်တွင်ကြားဖြတ်လုပ်ငန်းများဆက်လက်လုပ်ကိုင်နေကြောင်းသိရပါသည်လာအိုနိုင်ငံတွင်ကြားဖြတ်လုပ်ငန်းများမှာအရှိတောင်အာရှနိုင်ငံများအားလုံးတို့ပြစ်မှတ်ထားလင်းလင်းခိုင်းနေခြင်းဖြစ်ကြောင်းသိရပါသည် ပြန်ကျင်တဲ့လူတွေပြန်မရဖြစ်နေတာပါ။လာကြတွေလည်းမရသေးဘူး။အခန်းထဲမှာပဲတိုက်ပိတ်ဖြစ်နေတာ။စစ်စေးရေးတွေလည်းလာတယ်။သူတို့ကလည်းအတူတူဆိုတော့အမြင်တော့ပဲစစ်စေးတာပါ။အကူအညီလည်းတောင်းမရဖြစ်နေပါဗျ။ဂိမ်းခုံအလုပ်ဆိုပြီးလာအိုမှာကြားပြတ်လုပ်ငန်းပြေကွန်ကူးခံနိုင်ရတာပါဟုကြားပြတ်လုပ်ငန်းတွင်တိုက်ပိတ်ခံထားရသူလူငယ်တဦးကပြောဆိုပါဗျ။ဆက်လက်ပြီးတော့မကွေးတိုင်းစင်ပန်ဝဲမြို့နယ်တွင်စိုက်ကပ်ပြစ်ထွက်လာသောရဲနှင့်စစ်သားကိုပြစ်ခတ်တိုက်ခိုက်ရာတဦးသေးဆုံးပြီးတနက်တက်လက်သိမ်းဆည်းရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှန်ငါတရင်ကပြောဆိုပါရယ် စက်တင်ဘာလ23ရက်နေ့နနက်7:55မိနစ်ခန့်တွင်စင်ပါဝဲမြို့နယ်လမ်းပိုင်းတနေရာတွင်စိုက်ကဲဖြစ်ထွက်လာသောအကြမ်းဖက်စစ်သားနှင့်ရဲများကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းရဲတအုပ်သေးဆုံးက MA13 အမျိုးအစားတပ်နက်တလက်သိမ်းဆည်းရရှိခဲ့ပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။စင်ပါဝဲမြို့နယ်လမ်းတနေရာမှာစိုက်ကဲနှင့်ထွက်လာတဲ့ရဲခွေနှင့်စစ်ခွေတွေကိုစောင့်ကြိုတိုက်ခိုက်တာပါ။ရဲတကောင်တိစုံပြီး MA13 တနက်တလက်တင်းစီရရှိခဲ့ပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှန်ငါတရင်ကပြောဆိုပါတယ် အလားတူစက်တင်ဘာလ13ရက်နေ့ကလည်းစင်ပါဝဲမြို့နယ်ကိုးပင်တာရကလမ်းပိုင်းတွင်စင်ပါဝဲမြို့နယ်မှာအပဝင်းစစ်သားနှင့်ရဲများကိုလိုက်ပါလာသောကားတစ်စီးကိုပြစ်ခတ်တိုက်ခိုက်ရာရဲနှင့်စစ်သား၃ဦးသေဆုံးခဲ့ကြောင်းသိရပါသည်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုမှာမကွေးတိုင်းမြိုင်မြို့နယ်တွင်ကင်းပတ်ရံထွက်လာသောပြူစောတိများကိုပြစ်ခတ်တိုက်ခိုက်ရာကင်းမှုပြူစောတိမျိုးနိုင်အောင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းတီဝမ်ခေပြောကြားတပ်ဖွဲ့မှရဲဘော်စောကြီးကပြောဆိုထားပါသည် ယမန်နေ့စက်တင်ဘာလ24ရက်နေ့နနက်6နာရီခန့်တွင်မြန်မြို့နယ်တောင်ပိုင်းရှိတရက်ကံပြည်စောတိရွာမှကင်းပတ်ရန်ထွက်လာသောပြည်စောတိများကိုပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းကင်းမှုပြည်စောတိညုံနိုင်အောင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းအထိနာနေသောပြည်စောတိများမှ40မမတလုံးလက်နက်ငယ်များဖြင့်ရန်တပ်ပစ်ခတ်ခဲ့ကြောင်းထို့ကြောင့်အပြန်အလှန်ပစ်ခတ်မှု10မိနစ်ကြာဖြစ်ပွားခဲ့ပြီးနောက်ဒေါ်လာရင်းရေပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ စစ်ခွေးနဲ့ပြူစောတိအင်အားတရာကျော်ခန့်တက်ဆွဲထားတဲ့တရက်ကံပြူစောတိရွာကနေကင်းဘက်ပို့ထွက်လာတဲ့ပြူစောတိတွေကိုစောင့်ကြိုတိုက်ခိုက်တာပါတိုက်ခိုက်မှုတွေမှာစစ်ခွေးတကောင်သေးပါတယ်ကျွန်တော်တို့ရဲဘော်တွေအခြေခံမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုတီဝမ်ကေပြကြတဲ့ဘက်မှာရဲဘော်ဆိုကြီးကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကို D1K ပြောက်ကြားတပ်ဖွဲ့မြိုင်ဘခဘတရင်တတက်ခွဲတမြိုင်ဘခဘတရင်တတက်ခွဲလေးပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC အညာမြေတပ်ပေါင်းစု Union Brother UB ကမာ Underground PDF ကမာတပ်ပေါင်းစုဒေါင်းညီနောက်တပ်ဖွဲ့ဒေါင်းမှန်တပ်ဖွဲ့တို့မှစီလုံးစွာဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးတော့မန္တလေးတိုင်းမြင်းကျံမြို့နယ်တလုံးမြို့မှာစိုက်ကဲဖြစ်ထွက်လာသောအစံဘတ်စစ်သားနှင့်ပြူစောတိများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးပြီးတနက်တလက်သိမ်းဆီရရှိခဲ့ကြောင်း MGN35 ပျောက်ကြားတပ်ဖွဲ့တာဝန်ခံကိုနွေပိုက်ကပြောကြားထားပါတယ်။စက်တင်ဘာလ22ရက်နေ့နနက်6:50မိနစ်ခန့်တွင်မြင်းကျံမြို့နယ်တလုံးမြို့မှာအနှိမ်ကျေးရွာဘက်သို့စိုက်ကဲများဖြင့်ထွက်လာသောအစံဘတ်စစ်သားနှင့်ပြူစောတိများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုကြောင့်စစ်သား2ဦးနှင့်ပြည်စော်တိ2ဦးသေဆုံးပြီး G3 ညိုစာတနက်တလက်နှင့်7.62 G 45တောင်းသိသိရရှိခဲ့ကြောင်းထို့ပြင်တိုက်ခိုက်မှုအတွင်းကပါစာ20မှဘိုးအစင်းရှိသူတဦးထိခိုက်ဒဏ်ရာရရှိကတလုံးမျိုးနှင့်မြင့်ကျက်မျိုးမှအင်အား120ခန့်သောစစ်ကူများရရှိလာပြီးတိုက်ပွဲဖြစ်ပွားကတော်လန်ရဲဘော်တဦးကြာဆုံးခဲ့ကြောင်းသိရပါသည်တလုံးမျိုးကနေအနေငို့ကူးတန်းသွားလာတဲ့စစ်ခွေးနဲ့ပြည်စော်တီတွေကိုလမ်းကနေစောင့်ကြည့်ပြီးတိုက်ခိုက်ခဲ့တာ။စားတိုက်တဲ့အချိန်ကတော့ဆယ်ယောက်ပဲတိုက်ခိုက်နေတဲ့အချိန်စစ်ကူတွေရောက်လာခဲ့တာပါ။ တလုံးမျိုးကနေ20လောက်ထွက်လာတယ်မြင်းကြံမျိုးကနေအင်အား100လောက်ထွက်လာခဲ့တယ်တိုက်ပွဲမှတ်တမ်းယူတဲ့ရဲဘော်ကကြာဆုံးသွားတဲ့ရဲဘော်ကိုဆွဲထုတ်ခဲ့ရလို့ဗီဒီယိုမှတ်တမ်းတော့မရခဲ့ဘူးတိုက်ခိုက်ခဲ့တာကကျွန်တော်တို့တပ်ဖွဲ့တွေပါဟု MGN35 ပျောက်ကြားတပ်ဖွဲ့တာဝန်ခံကိုနေမိုက်ကပြောဆိုပါရယ် MGN35 ပျောက်ကြားတပ်ဖွဲ့အနေနဲ့မြင်းကြံမျိုးနဲ့အတွင်းရှိအကြမ်းဖက်စစ်သားနဲ့တပ်စခန်းများကိုအဆက်မပြတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကိုနေမိုက်ကဆက်လက်ပြောဆိုပါရယ် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုမှာ KNU ဥက္ကဋ္ဌဗတုဆော့ွက်ဒူဝင်ပါဝင်အဖွဲ့ဝင်23ဦး AA တပ်ဖွဲ့ချင်းပြည်ချင်းလန်အစိုးရတပ်ဖွဲ့19ဦးနဲ့ခေတ္တမီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုဥပဒေဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာပါတယ်။ KNU ဥက္ကဋ္ဌဗတုဆော့ွက်ဒူဝင်ဗဟုအလုံးမှုဆောင်များပါဝင်23ဦးကိုဩဂုတ်လ12ရက်နေ့ရွေးကောက်ပွဲပြပြစီရန်ဟောပြောခြင်းပြောဆိုခြင်းများကြောင့်လိုင်းပွဲမျိုးမရေးစခန်းတွင်အမှုဖွင့်ထားကြောင်းသိရပါတယ်။ စစ်တပ်ကအမှုဝင်ထမ်းသူများတွင် KNU ဥက္ကဋ္ဌဗဒုစောကွယ်ထူဝင်ဗဒုစောဆဲကြီးဗဒုတာထုံမူဗဒုစောတီပွဲဗဒုစောလာထွန်ဗိုလ်ချုပ်မူကြီးစောကျော်နီစောတာမလာတော့ဗဒုစောလော့အင်မူဗဒုစောအက်ဂလူစီဗဒုနော်ဒါဒါနေဗဒုစောဒေါ်နီစောစာပလဲဂျီဝမ်တို့ပါဝင်စုစုပေါင်း73ဦးဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။ ထို့ပြင်ဩဂုတ်လ29ရက်နေ့ AR တိုင်းလေးမျက်နှာမြို့နယ်ရင်းစင်ကြီးရွာဘုံကြီးကျောင်းတွင်မဲပေးဆက်အသိပညာပေးခြင်းနှင့်လက်တွေ့မဲဆက်သက်ပေးခြင်းများဆောင်ရွက်နေစဉ် drone ဖြင့်ပုံချဲချမှုအတွက် AA နှင့် PDF တပ်ဖွဲ့ဝင်များကိုစက်တင်ဘာလ၄ရက်နေ့တွင်လေးမျက်နှာမြို့နယ်အိုင်တပြုနယ်မြေရဲစခန်းတွင်အမှုပွင့်ထားကြောင်းသိရပါသည်။ အလားတူအောက်ကလ31ရက်နေ့ချင်းပြည်နယ်ထန်တလန်မြို့နယ်တွင်ရွေးကောက်ပွဲပြပြစီရန်ဟော်ပြောမှုဖြင့်ချင်းပြည်နယ်ချင်းလန်းအစိုးရဘက်မှဥပဒေဒေါက်တာရွှေခေါ်ဦးထောင်စလျန်ဦးရိုဘင်ဦးစိန်အောင်ဆလိုင်းခရော့စတန်ဒေါက်တာရှရုပါဦးဆလိုင်းမနာဂီဆလိုင်းဂျိုးဆက်လာရန်လိုမာဒေါ်နီဆွီလျန်ဦးမန်အုတ်ခမ်ဦးထန်ကန်းလျန်ဦးမာဦးဦးဟာမိုရုံးလျန်ဦးဇလိုင်းစထောင်ဒေါက်တာတာနင်းနှင့်ဦးစင်းကျုံပါဝင်စုစုပေါင်း18ဦးကိုစက်တင်ဘာလ4ရက်နေ့ဟာခါမြို့နယ်မြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်းသိရပါသည် ထို့ပြင်စက်တင်ဘာလ၄ရက်နေ့ရွေးကောက်ပွဲပြပြစီရန်လှုံ့ဆော်ရေးဟုဆိုကခေတ်သစ်မီဒီယာကိုလည်းနေပြီးတော့ဇဘူသီရီမျိုးနဲ့အမှတ်တင်မျိုးမရဲစခန်းတွင်အမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။စစ်တပ်ကအမှုဖွင့်ရာတွင်2025ခုနှစ်ရွေးကောက်ပွဲနှောက်ရှက်ဟန်ထားခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှန်23ကပြင်အမှုဖွင့်ထားခြင်းဖြစ်ပြီးအဆိုပါပုံမှန်မှာထောင်နဲ့အနည်းဆုံး3နှစ်မှအများဆုံး9နှစ်ထိချမှတ်နိုင်သောပုံမှန်လည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းစကိုင်းမြို့နယ်စားတောင်ရွာ၌အထိုင်းချထားသောစစ်တပ်ကကခီးသွွားပြည်သူက၁၇စီးထက်မနည်းကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ပေါက်ကဓားများတိုက်လူရက်ခဲ့ကြောင်းဓားများတိုက်ခံခဲ့ရသောခီးသွွားပြည်သူများကပြောဆိုထားပါသည် စက်တင်ဘာလ15ရက်နေ့စကိုင်းမြို့နယ်မန္တလေးရွှေဘိုလမ်းပေါ်ရှိစားတောင်ကြီးရွာ၌ထိုင်းချထားသောတပ်မ33လက်အောက်ခံတပ်ရဲမှစစ်သားများနှင့်ပြည်စိုးတိများကခီးတဲ့တင်ကအင်စီကားများပါစစ်တပ်စီချက်မနေကိုရက်တံခိုင်းပြီးမပုံတင်များစစ်စစ်မိဟုဆိုကကားပေါ်မှပြည်သူများကိုမပုံတင်တစ်ခုတည်းဖြင့်သာကိုင်းဆောင်ပြီးအောက်ဆင်းခိုင်းခဲ့ကြောင်းသိရပါသည်ထို့သောပြည်သူများအလုံးကားပေါ်မှဆင်းပြီးနောက်ရင်မောင်းပါဝင်ခီးတယ်များအလုံးကိုမြေပေါ်၌ဝင်ရောက်မှောက်ခိုင်းကတနက်ပြောင်းဖြင့်ချိန်ထားပြီးမော်ကြီးပါကပြစ်တက်မြည်ဟုချိန်ချခဲ့ကြောင်း ထို့နောက်လက်နက်ကြီးလက်နက်ငယ်များရန်တမ်းပစ်ပေါက်ကကားပေါ်မှပစ္စည်းများကိုလူရက်ခဲကြောင်းသိရပါဗျ။မြေပြင်ကားပေါ်ရောက်တာနဲ့မှတ်ပုံတင်မဆန်းပဲကားသမားတွေရောခီးသွားတွေရောအလုံးကုန်ကားလမ်းမပေါ်မှာဝင်ရောက်မှောက်ခိုင်းထားတယ်။တနက်ကိုခီးသွားပြည်သူတွေရဲ့ခေါင်းနှောက်ဆေးတွေကိုချိန်ထားပြီးတော့မလုံနဲ့ခေါင်းမမော့နဲ့မော့ရာနဲ့ပြစ်တက်မယ်ဆိုလို့ခေါင်းငုံနေရရတာ။ချက်ချင်းဆိုသလိုပဲလက်နက်ကြီးလက်နက်ငယ်တွေနဲ့မနာတမ်းမိုးပေါ်ထောင်ပစ်ပြီးတော့ကားပေါ်တက်ခီးတယ်တွေရဲ့ဖုန်းတွေပတ်စံတွေကိုရှာဖွေယူသွားတာဟုခီးသွားပြည်သူတို့ကပြောဆိုပါဗျ။ ထို့သူဓမြတိုက်ခံရမှုကြောင့်ကားဆက်တကြီးထံမှငွေကျပ်300ခန့်လူရက်ခံလိုက်ရပြီးဖုန်းဆက်လုံးထပ်မင်းတွေကိုလည်းစစ်တပ်ကသိမ်းဆည်းရရှိခဲ့ကြောင်းခရီးသွားမော်တော်ယာဉ်များဤကားပိုင်ရှင်မှတန်းစာအုပ်အုံနာပုတ်ရင်မောင်းလိုင်စင်တို့ကိုစစ်သားများကယူဆောင်သွားကြောင်းသိရပါတယ်။ ကျွန်တော်စီးရက်ကားကဟန်ဖုန်းလေးလုံးနောက်တစ်စီးမှာကမန္တလေးမှာဈေးကူတာဘူငွေသားသိန်း30နောက်တစ်စီးကကားတစ်စီးကသိန်း50နဲ့ဟန်ဖုန်းလေးလုံးညကြီးနာအင်ဂျီကားတစ်စီးကဟန်ဖုန်းတစ်လုံးနဲ့သိန်း100ချက်ပြင်အုံနာဘုံရင်မောင်းလိုက်စင်ပါဆာကဆာကအကုန်ယူထားလိုက်ပြီးမှမင်းတို့အတွက်အနေရရှိတယ်မြန်မြန်သွားပါလို့ပြောပြီးလှုပ်ပေးလိုက်တာသူတို့နဲ့မနီမဝေးတနေရာရောက်မှဘယ်ကားကဘလောက်ပါတယ်ဆိုတော့မှသိကြရတာပါရာမနေဘူးဟုခီးသွားပြီးသူတို့ကပြောဆိုပါတယ် စကိုင်းမြို့တွင်ခြေဆိုင်ထားသောတပ်မ33လက်အောက်ခံတပ်များမှအလုံရန်ကားပြီးအထူးသဖြင့်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်စေးရိတ်ဂိတ်များတွင်ဓားတိုက်လူရဲခြင်းပြည်သူများကိုအကြောင်းမရှိအကြောင်းရှာရိုက်နှက်ခြင်းပါဝင်တရားဥပဒေမဲ့လုပ်ရမများကိုလှုံ့ဆော်နေကြောင်းတပ်တရင်ရင်းမြစ်တစ်ခုကရှင်းပြပါသည်။ဒီကနေ့မှတင်ဆက်ပေးသွားတဲ့တရင်များကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ်အပဒိတ်တရင်များကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။